အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့သမင်းကြိုက်တဲ့ဟင်းတစ်မျိုးနဲ့အမြဲတမ်းထည့်ပေးရမိမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါ Avanti ဆိုတဲ့မိန်ကလေးကတော်တော်လေးလှပလွန်တဲ့မိန်ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။အရန်ကိုလှပတဲ့ဒီမိန်ကလေးတခြားသူရဲ့အိမ်မှာချွေးမအဖြစ်ရောက်ရှိသွားတာနဲ့တခြားသူရဲ့အိမ်ကလည်းလင်းဝင်တောက်ပသွားသလိုမျိုးပါပဲ ဒါပေမဲ့ရခုံမဖြစ်သူလီလာကတော့ချွေးမလီကိုတဆက်ကလေးမှသဘောမကျပါဘူး။အကြောင်းကတော့ချွေးမလီမင်္ဂလာဆောင်ပြီးအိမ်ကိုရောက်လာတဲ့အချိန်မှာတင်တောင်းဝေးအနေနဲ့တပြားတချမ်းမမယူဆောင်ခဲ့လို့ပါ။လီလာကတော့လိုက်ကအနောက်မှာသူ့ယောက်ျားနဲ့စကားတူ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 ပြောနေခဲ့ပါရဲ့။ရှင်ဒီမင်းကလေးကိုဘာတွေသဘောကျလို့အိမ်ကိုခေါ်လာခဲ့ရတာလဲရှင်။သူတင်တောင်းဝေးအနေနဲ့ဘာတစ်ခုမှလည်းမယူလာခဲ့ဘူး။ စံကျနော်ဆိုလို့ရှင်တော့ဘလောက်တောင်မှကောင်းလိုက်တယ်သူအဖေဆိုရင်တော့အများကြီးပဲတင်တောင်းငွေတွေပေးနေခဲ့တာရှင်တော့တော့ဘာနှစ်ယောက်စလုံးကတော့ဒီစင်းရဲတဲ့မင်းကလေးကိုပဲသဘောကျခဲ့ကြတယ်မင်းကလည်းကွာအရာအားတော့ကတင်တောင်းငွေပဲလားအလောက်ထိလည်းလောဘကြီးမနေစမ်းပါနဲ့ဒီမင်းကလေးဘလောက်တောင်ကောင်းလဲဆိုတော့ကိုလည်းမင်းကြည့်အောင်လေသူကရင်ကျေးမှုရှိတယ်လိန်မာတယ်မိသားစုဝင်တွေနဲ့ပေါင်းသိန်းဆက်ဆံရင်းလည်းကောင်းတယ်အဝတ်စားဝတ်တဲ့ပုံစံကိုကြည့်ဘလောက်တောင်မှလုံခြုံပြီးတိမ်မွေ့လိုက်တယ် စကားကိုလည်းဘယ်တော့မှပြန်ခံပြောရဲဆိုတာထုံးစံကိုမရှိဘူး။ကဲကဲကဲသွားသွားအပြင်ကိုသွားတော့ချွေးမလေးကြားသွားရင်တော့ဝမ်းနဲ့သွားလိမ့်မယ်။ပြောပြီးနောက်မှာတော့လီလာကလည်းခြေဆောင်အောင်ပြီးထွက်ခွာသွားခဲ့ပါရဲ့။နောက်နေအောင်ရှိသွားခဲ့တဲ့အခါမှာတော့ချွေးမလေးလည်းငါ့ရဲ့စကားကိုတေးချာနားထောင်တော့ငါတို့ရှိမှရိုးရထုံးတဲ့အစလာတစ်ခုရှိတယ်။အဲ့ဒါကတော့နေဖျားရှိခိုးပူစော်ပွဲတစ်ခုလောက်ရမှာပဲ။အဲ့ဒါကိုလှုပ်လို့မပြီးမချင်နဲ့ကိုဒီအင်းကချွေးမအပြင်ကတတ်မှတ်လို့မရဘူး။ဟုတ်ကဲ့ကောင်းပါပြီအမေ။ ကဲကဲကဲဒါဆိုရင်တော့အခုထဲကငါတို့အိမ်ကနေထွားမှဖြစ်တော့မယ်။ဒါနဲ့နေဥပုပ်ဆောက်ရမယ်ဆိုတော့ကိုလည်းသိတယ်မလား။နေထမင်းဘယ်အချိန်စားမလဲဆိုတော့ကိုလည်းမှတ်ထားအောင်နော်။ဒီနောက်မှာတော့မိန်းကလေးကလည်းဖះเจ้าကိုသွားပြီးနောက်မှာတော့အပတ်တရာကြော်ပတ်ခဲ့ရပါသေး။သူမဘောင်းမလည်းမစားမတောက်ပဲနဲ့ဖះเจ้าကိုပတ်နေခဲ့ရတဲ့အခါမှာတော့တကြော်လေးမူးနေခဲ့ပါပြီ။သူမမိလေတော်မယ့်အချိန်မှာပဲသူမယောက်ျားဖြစ်သူကထုတ်ပေးလိုက်ပါရဲ့။ဘလို့ဖြစ်နေရလဲမိမရဲ့နည်းနည်းရောတီးခံထားအောင်လေး။ ထွေးမလေးရဲ့နေမိဘတွေကနေကိုဘာမှမကြွေးကြဘူးလားလမ်းလေးနည်းနည်းလျှောက်ခိုင်းတာနဲ့မေးပါလဲကြတော့မယ်အမေကလည်းတော်ပါတော့သူဘာမှလည်းမစားရသေးဘူးလေအခုလိုအခြေအနေမှာခေါင်းမမိုးဘူးဆိုလို့ရှိရင်တော့ဘာဖြစ်မှာလဲသူတို့အိမ်ကိုရောက်သွားတဲ့အခါမှာတော့မောင်မဲနေခဲ့ပါပြီထွေးမလေးနေအခုသွားပြီးမိဖို့ကန်ထဲမှာထမင်းဟင်းသွားချက်ပြုတ်လိုက်တော့ငါအခုတတော်လေးကိုပြင်ပန်းနေပြီထွေးမလေးရဲ့ဟုတ်ကဲ့ပါအမေကောင်းပါပြီဒါဆိုရင်တော့ကျွန်မခဏနေကြရင်ထမင်းဟင်းသွားချက်ပြုတ်လိုက်မယ်နော်ဒါနဲ့အမေကျမဘာတွေများချက်ပြုတ်ပေးရမလဲရှင် ။နေအောင်သူ့ကောင်ကအကြာကြီးချက်ရတဲ့ဟင်းတစ်မျိုးတော့ချခိုင်းလိုက်ရမယ်။ရေခဲတက်တာတွေမှာဟင်းနှုံးွယ်ရွက်တွေကလည်းရှိနေတာဆိုတော့ဟင်းနှုံးွယ်ရွက်နဲ့တိမ်ခဲနဲ့ရောချခိုင်းလိုက်မယ်ဆိုရင်อืมตู้อยั่วတွေကိုฉွေရမယ်ပြုတ်ရမယ်ကျင်ညက်နေအောင်လို့ကြိတ်ရမယ်နို့ခဲတွေကိုလည်းသူလှီးဖြတ်ရမယ်ကြော်ရမယ်ဒါဆိုရင်တော့နိုင်ပေါင်းများစွာကုံသွားလိမ့်မယ်ကောင်းတယ်ကောင်းတယ်ငါတို့အမြဲတမ်းဒုက္ခပေးမယ်အလောက်ထိဒုက္ခပေးမယ်ဆိုရင်တော့သူကိုယ်တိုင်ဒီကနေထွက်ပြေးသွားလိမ့်မယ်ငါသိရပေါ့ ထွေမလေးရေဟင်းတို့ရဲ့ရွှေနဲ့နှုတ်ခဲဟင်းတခါရဲရောချလိုက်တော့သူမကိုယ်တိုင်ကလည်းဒီဟင်းကိုချက်ပြုတ်ခိုင်းခဲ့တဲ့အခါမှာထူဆန်းသွားခဲ့ပါရဲ့အော်ငါလည်းအရန်ကိုပင်ပန်းနေရပဲဘိုက်ကလည်းအရန်ကိုစားနေတယ်ဘာမှလည်းမစားရသေးဘူးဖះเจ้าကိုတွားပြီးပတ်လာခဲ့ရတာဘာမှမစားပဲနဲ့အခုမှစားမယ့်ကိစ္စကိုဘာဖြစ်လို့ခက်ခဲဟင်းကိုချက်ခိုင်းနေရလဲအမေလည်းဘိုက်စားနေမှာပဲမဟုတ်ဘူးလားနှစ်ယောက်လုံးအဆင်ပြေအောင်လို့လွဲကိုတဲ့ဟင်းချက်ခိုင်းတာမဟုတ်ဘူးကဲကဲကဲထားလိုက်ပါတော့ထားလိုက်ပါတော့အဆင်ပြေရပဲအမြန်ဆုံးချက်လိုက်တော့မယ် အခုငါမချက်ဘူးဆိုရင်တော့အချိန်တွေအများကြီးကုန်သွားလိမ့်တော့မယ်။တမထမင်းဟင်းတွေကိုအများဆုံးချက်ပြောက်ခဲ့ပေမဲ့ဒါတွေကိုချက်နေရင်လည်းတမနှစ်နာရီလောက်ကြာသွားခဲ့ပါရဲ့။မိသားစုတွေအားလုံးကိုထမင်းကျွေးပြီးတမနာရီကိုကြီးခဲ့တဲ့အခါမှာတော့၁၀နာရီထိုးနေခဲ့ပါပြီ။တမထမင်းစားဖို့အတွက်ထိုင်တော့မယ့်အချိန်ရောက်မှဖြစ်တော့ကလဖေးဖြောခိုင်းခဲ့ပါရဲ့။ချွေးမလေးကတတော်လေးဝမ်းနေသွားခဲ့ပါရဲ့။ဒီနောက်ရောက်မှဖြစ်တော့အတွက်လဖေးဖြောသွားပါရဲ့။အမလေးဒီနေ့ပြန်မလိုက်တာဟဲ့ဟိုဟိုဒီဒီပြင်းနေတဲ့တတော်လေးကိုမောသွားပြီ။ ငါရဲ့ခြေောက်တစ်ခုလုံးပေါက်ကွဲထွက်တော့မတတ်ကိုကိုက်နေတယ်။အခုလိုအချိန်မှာတရောင်ငါ့ကိုခြေောက်နှိပ်ပေးမယ်ဆိုရင်တော့ငါလည်းအေးအေးဆေးဆေးအိတ်လို့ရပြီ။ဟုတ်ကဲ့ပါအမေကောင်းပါပြီ။ကျမကိုယ်တိုင်နှိပ်ပေးမယ်နော်။ဒီလိုနဲ့ပဲချွေမလေးကတော့ရောက်ခမဖြစ်သူရဲ့ခြေောက်တွေကိုနှိပ်ပေးနေခဲ့ပါရီ။သူမမိဖို့ခံတဲ့ကိုဝင်သွားခဲ့တဲ့အခါမှာတော့သူမလုံးဝဘိုက်မစားတော့ပါဘူး။တူမနနေစားဖို့အတွက်စူးစားခဲ့ပေမယ့်စားလို့လည်းမဝင်တော့ပါဘူးဒီနောက်တူမအခန်းထဲကိုသွားပြီးအိတ်ဖို့အတွက်စူးစားခဲ့ပါရီ ကဲမိမရဲ့မင်းအခန်းထဲဝင်လာတော့အရန်ကြာတာပဲဒါနဲ့ကို့ပြောပါအောင်ကွာမင်းရခမအိမ်မှာပထမအဦးဆုံးနေ့ကိုဘယ်လိုပုံစံဖျက်ကြော်ခဲ့ရလဲအဆင်ပြေရဲ့လားချွေမလေးကလည်းဘယ်လိုပြောပြရမှာလဲရောက်ရှိလာခဲ့ပြီးပထမအဦးဆုံးနေ့မှာပဲသူမဘာမှမစားပဲအိတ်နေရတာလေချွေမလေးကလည်းအရန်ပင်ပန်းနေခဲ့တဲ့အတွက်သူမအိတ်ရပေါ်မှာလှဲတာနဲ့အိတ်ပျော်သွားခဲ့ပါတယ်နောက်နေ့မနက်မိုးလင်းချွေမလေးအစောကြီးထားပြီးမိဖို့ခန်းထဲဝင်သွားကြည့်ခဲ့တဲ့အခါမှာတော့ရခမကလက်ဖေးဖြော်နေခဲ့ပါသေးတယ် ချွေးမလေးရေနေနိုးလာခဲ့ပြီလားနောက်နေ့ဆိုရင်တော့နည်းနည်းစော်လေးထားဖို့အတွက်အကျဉ်းလောက်ထားကြလားအိမ်မှာထမင်းကြိုက်ထည့်ပေးရမယ့်အလုပ်တွေကလည်းရှိသေးတယ်ထမင်းကြိုက်ကိုနေ့စဉ်နေ့တိုင်းဟင်းနို့နွယ်ရွှန်းနဲ့နို့ကဲဟင်းကိုပဲထည့်သွားကြတာနေအခုလိုမျိုးနောက်ကြမှာထားမယ်ဆိုလို့ရှင်တော့ထမင်းကြိုက်မိမှာမဟုတ်တော့ဘူးချွေးမလေးနိုင်ကိုကြီးခဲ့တဲ့အခါမှာအခုမှ6နာရီပဲရှိပါသေးတယ်ကျမအဲ့ရကနိုးတာနောက်တော့လည်းနောက်မကြပါဘူးအမေရဲ့ဒါပေမဲ့နေ့စဉ်နေ့တိုင်းထမင်းကြိုက်တဲ့ဟင်းတမျိုးတွေဘယ်သူကယူသွားလို့လဲ ညောင်ကလည်းသူဒီဟင်းပဲစားထားတာသူအခုရုံသွားရင်ကျမဒီဟင်းထပ်ပြီးထည့်ပေးရအောင်မလားမီဒါပေမဲ့လည်းသူမရခမပြောတဲ့ပုံစံအတိုင်းပဲဟင်းချက်ပြီးနောက်မှာတော့သူ့ယောက်ျားကိုထမင်းကြိုက်ထည့်ပေးလိုက်ပါတယ်ရခမကလည်းသူ့သားလေးအလုပ်သွားလိုက်တဲ့အချိန်မှာရီမောနေရင်လည်းပြောလိုက်ပါတယ်ကဲငါငါသားလေးရဲ့ထမင်းပိုးထဲမှာအမြဲတမ်းဟင်းတစ်မျိုးတည်းပဲထည့်ခိုင်းမယ်ပြီးသွားပြီဆိုရင်တော့နှစ်ယောက်သားတယောက်ကိုတယောက်ဘလောက်တောင်မုန်းသွားကြမလဲဆိုတော့ကိုကြည့်ကြသေးရပါ့ နီကွန်ကလည်းနေလေသာစားချိန်မှာထမင်းပိုးဖွင့်လိုက်တာနဲ့တငယ်ချင်းတွေကလည်းသူ့ကိုပြောခဲ့ကြပါရဲ့။ကဲတငယ်ချင်းရေဒီနေ့တော့မင်းရဲ့သတို့သမီးအသေးဆက်ဆက်လေးချက်ထားတဲ့ထမင်းဟင်းတွေကိုထည့်ခဲ့ရလား။ကဲငါရီရဲ့မကြီးကဘာရင်းများချက်ပြောက်ပြီးထည့်ပေးလိုက်လဲဆိုတော့ငါတို့လည်းသိချင်တယ်။နီကွန်ကလည်းထမင်းကြိုက်ဖွင့်ကြည့်ခဲ့တဲ့အခါမှာဟင်းနုံးတွေရွက်နေတို့ကဲဟင်းချက်ထားတာထွက်လာခဲ့ပါရဲ့။သူကနည်းနည်းလေးထူးဆန်းသွားခဲ့ပါရဲ့။သူ့မိမကညတော်ကကြံနေတဲ့ဟင်းတွေကိုသူ့ထမင်းကြိုက်ထည့်ပေးလိုက်ကြလားပေါ့။ ူလည်းဘာမှထပ်ပြီးတော့ပြောမနေတော့ပါဘူးတခြားသူတွေကလည်းဟင်းကျန်းဆိုတာသိကြတာမှမဟုတ်ကြပဲလေရခမောကတော့တော်တော်လေးမျှော်လင့်ပြီးဆောင်ဆိုင်နေခဲ့ပါတယ်သူ့သားလေးအင်ကိုပြန်လာတဲ့အခါကျရင်တော့ဟင်းကျန်းတွေထည့်ပေးခဲ့တဲ့အတွက်သူ့မိမကိုပြဿနာရှာတော့မယ်ဆိုတာကိုပဲမျှော်လင့်နေခဲ့ရပါဒါပေမဲ့နီကွန်ကတော့သူ့မိမကိုဘာတခွန်မှမပြောခဲ့ပါဘူးသူကနေစင်နေတိုင်းလိုပဲကောင်းကောင်းမွန်မွန်အင်ကိုပြန်လာခဲ့ပါတယ်အားလုံးနဲ့စကားထိုင်ပြောပြီးညစာစားပြီးနောက်အခန်းထဲဝင်သွားပါတယ်ဒုက္ခပဲငါ့ရဲ့နီလန်းတွေအဆင်မပြေဘူးနဲ့တွေ့ပါတယ် ါ။ဒါဆိုရင်တော့ငါ့ရဲ့နေလန်းတွေအကုန်လုံးကိုတေချထုတ်သုံးမှဖြစ်မယ်။ဒီနောက်ရခမဖြစ်သူကလည်းချွေးမော်လေးကိုနေ့စဉ်နေ့တိုင်းဒီဟင်တမျိုးကိုပဲချက်ခိုင်းခဲ့ပါတော့တယ်။နေကွန်းချက်တကယ်ချင်းတွေကလည်းရုံးမအမြဲတမ်းသူ့ကိုလှောင်ပြောင်းခဲ့ကြပါရဲ့။မရရကွာတကယ်ပါပဲရွာမိမကိုတော့ယူလာခဲ့တာအခုသူကနေ့တိုင်းမင်းကိုဟင်တမျိုးနဲ့ပဲချက်ကျွေးနေတယ်။သူကလည်းဘာပြန်ပြောရမလဲမသိတာနဲ့ပြောလိုက်ပါရဲ။အေးဟုတ်တယ်ပထမတော့ကသူကအမြဲတမ်းဟင်တမျိုးပဲထည့်ပေးတဲ့အခါကျတော့ ငါလဲသူကရွာကောင်းမို့လို့ဒီဟင်းကိုပဲငါအမြဲတမ်းထည့်ပေးနေရလားဆိုပြီးတော့ထင်မိတယ်။အခုဒါတွေကိုစားနေစားနေနဲ့ငါတော်တော်လေးကိုဝါလာတယ်လို့ခံစားရတယ်။ဒါကြောင့်သူကလည်းဒီနေ့အိမ်ပြန်သွားတဲ့အခါကျရင်သူ့မိမနဲ့စကားပြောကြည့်ဖို့အတွက်စဉ်းစားခဲ့ပါရီ။သူ့ကိုအမြဲတမ်းဟင်းတစ်မျိုးနဲ့ထည့်ပေးပြီးတော့သူ့မိမဘာပြောချင်တာလဲ။သူရုံးစင်းပြီးအိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့အိမ်မှာသူ့ရဲ့မိမကိုမတွေ့ခဲ့ရပါဘူး။ဟိုဟိုဒီဒီသူကလိုက်ရှာခဲ့တဲ့အချိန်မှာကြားခဲ့ရတာကသူ့ရဲ့အမေကတစုံတစ်ယောက်နဲ့ဖုန်းစကားပြောနေခဲ့တာပဲဖြစ်ပါရီ။ ေးဟုတ်တယ်အဲ့ဒီတောသူမကငါသားလေးဘွားရဲကနေဘလို့မစို့ထုတ်ပြဖို့အတွက်ငါကြိုးစားနေရယ်သူတော်ငါသားလေးကိုကိုယ်ရှင်းပြီးထွက်သွားပြီဆိုလို့ရှင်တော့ငါရဲ့ကိစ္စတွေအားလုံးပြီးပြီဒီနောက်မှာတော့စန်စနာကိုငါအိမ်ကချွေးမလေးအနေနဲ့ငါခေါ်လာခဲ့မယ်တိလားဩနေရလဲငါလုံနေပါတယ်ဆိုရင်မှနှစ်ယောက်ကြားမှာပြဿနာကတက်အောင်လို့နေ့စဉ်နေ့တိုင်းငါသားလေးရဲ့ထမင်းပိုးတွေမှာဟင်းတစ်မျိုးတည်းပဲငါထည့်ချက်ခိုင်းကြတယ်နောက်ထပ်တရက်နှစ်ရက်လောက်ပဲတီးခံရမယ်။နောက်တရက်နှစ်ရက်ဆိုလို့ရှင်တော့သူတို့ဘာဖြစ်မလဲဆိုတာကိုကြည့်လိုက်လေ။ ။နီကွန်ချ်လည်းသူ့အမေရဲ့စကားတွေကြားခဲ့ရတဲ့အခါမှာအရာအားလုံးသဘောပေါက်နားလည်သွားခဲ့ရပေါ့။သူကလည်းတတဲ့လေးပဲထွက်ခွာသွားခဲ့ပါရဲ့။ညပိုင်းအားလုံးအတူတူထမင်းစားနေခဲ့တဲ့အချိန်မှာနီကွန်ချ်ကသူ့မိမလက်ကိုကင်ပြီးပြောလိုက်ပါရဲ့။ကျေးဇူးအများကြီးတင်ပါတယ်အဗန်တီ။မင်းတို့လက်တွဲဖော်မျိုးကိုရတဲ့အတွက်ငါအရန်ကန်ကောင်းနေရုံမှလည်းအားလုံးကမင်းကိုချီးကျူးနေကြရတယ်တိလားမင်းကငါအတွက်နေစေနေတိုင်းဟင်းနှုတ်ရွှတ်နိုကယ်ဟင်းကိုထည့်ပေးတဲ့အတွက်ငါအရန်ကန်ကောင်းကြပဲတဲ့ တချို့တွေဆိုလို့ရှိရင်တော့ထမင်းခြိုက်တောင်မပါဘဲနဲ့ရုံးကိုလာကြရတာလေကောဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိမဖြစ်သူပြောင်းရည်နေခဲ့ပေမဲ့ရောက်ခမကတော့တော်တော်လေးဒေါသထွက်နေခဲ့ပါတယ်။ကဲကဲကဲတော်ပြီတော်ပြီအဲ့လောက်ထိရမှာဘာမှသူ့ကိုချီးကျူးနေစရာအကြောင်းမရှိဘူး။နေတော့ဘယ်လိုတော့မှချီးကျူးနေရလဲ။ဟမ်နေရဲ့မိမကနေကိုဆဲလုံးလိုက်ကြလား။အမေတော်ပြီသူ့အကြောင်းဘာတခုမှထပ်ပြီးတော့မပြောတော့နဲ့။သူ့အကြောင်းထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့တာတခါရင်အိမ်ကနေထွက်သွားလိုက်ကြမယ်။ဘာဖြစ်တာလဲငါ့ကိုလည်းပြောပါအောင်။ တာဖြစ်တော့ကလည်းတိုးမေရဲ့အကြောင်းလေးအားလုံးကိုပြောပြလိုက်ပါတော့တဲ့မင်းကဘလို့အမေလဲကို့သားလေးရဲ့အိမ်ောင်ရဲ့ကိုဖျက်ဆီးဖို့အတွက်ကြိုးစားနေရလားကဲဖြစ်နိုင်မယ်ဆိုရင်တော့မင်းပဲဒီအိမ်ကနေထွက်သွားလိုက်တော့မဟုတ်တော့အဖေရဲ့ကျွန်တော်ကျွန်တော်ရဲ့မိမကိုခေါ်ပြီးတော့ပဲဒီကနေထွက်သွားမယ်အမေကိုတော့မတော်ခိုင်းပါနဲ့အခြေအနေတွေကတော်တော်လေးဆိုးလာတဲ့အခါမှာလီလာပြောလိုက်ပါတယ်ဘယ်သူမှဘယ်ဟုံးမှတော်စီရမလို့ဘူးငါတခြားသူတွေပြောတဲ့စကားကိုနားယောင်ပြီးတော့ငါရဲ့ပြောရွှင်ချမ်းမြေ့နေတဲ့မိသားစုဘဝလေးကိုဖျက်ဆီးပြဖို့လှုပ်ခဲ့မိရပါပဲ ချွေးမလေးရေအမေမှားသွားပါတယ်အမေကိုခွန့်လောက်ပါနော်။အော်အမေရေဘာလို့အခုလိုပြောနေရတာလဲ။ကျွန်မမတောင်းမှန်ပါနဲ့ရှင်။ကျွန်မအမေကိုဘာတကူမှပြောစီရတော့မရှိပါဘူး။ကဲမိန်းမနောင်နေ့ကစပြီးတော့မင်းဟင်းကိုအဆောင်ဘဲငါကိုထည့်ပေးရနော်။တရက်တစ်မျိုးပြောင်းပြောင်းပြီးတော့ချက်ပါဟုတ်ပြီလား။ဒီလိုနဲ့အရောက်အားလုံးအဆင်ပြေသွားခဲ့ပါလေ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မျိုးရုံမတူတဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါလေ။စစ်သားဆိုတဲ့ကောင်းလေးတယောက်ကတစ်ခေါက်မှတော့ တလီမျိုးကနေနီပေါလကိုထွက်ခွာသွားခဲ့ပါတယ်။သူကလည်းအပြင်ထွက်ပြီးအလုပ်သွားဖို့အတွက်တက္ကစီလိုက်ရှာနေခဲ့တဲ့အချိန်မှာပဲရင်တိုင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူတတိပြန်လဲရရှိလာခဲ့တဲ့အခါမှာလူတစ်ယောက်ကသူ့ရဲ့ခြေထောက်ကိုဆေးစီပေးနေအောင်ကိုတွေးခဲ့ရပါတယ်။အယန်းကိုချောမောလှပလွန်နေမင်းကလေးတစ်ယောက်ကလည်းသူ့ရဲ့အရှိမရက်နေခဲ့ပါတယ်။ဒီမင်းကလေးကတော့သူ့ကိုဆေးစီပေးနေတဲ့သူ့ရဲ့သမီးလေးပါပဲ။ဆေးစီပေးနေတဲ့သူကတတိပြန်လဲရရှိလာခဲ့တဲ့နောက်မှာတော့ပျော်ရွှင်စွာနဲ့ခုန်လိုက်တဲ့အခါမှာ ိန်ကလေးကလည်းနွားတို့တစ်ခွက်ယူလာခဲ့ပေးပါရယ်သူကိုစွဲထုတ်ပြီးနောက်မှာတော့ဒီမှာရှည်တောက်ပါအောင်ရှင်ကျွန်တော်ဒီကိုဘလို့ဖြစ်ပြီးတော့ရောက်လာခဲ့ရလဲကျမရဲ့နာမည်ကတော့လေးစားပါရှင်ကိုကားတစ်စီးကဖြတ်တိုက်ပြီးတော့မောင်းပြေးသွားခဲ့ရလေရှင်မေလည်းနေရာနဲ့ကျမတို့ကလည်းအင်ကိုပဲခေါ်လာပြီးတော့ပြုစုပေးနေခဲ့ရပါကျွန်တော်ဒီပေါ်သူတွေဘလို့ပြောလဲဆိုတော့ကိုနားမလဲဘူးဒါပေမဲ့ခမရပြောတဲ့စကားတွေကိုတော့ကျွန်တော်နားလည်နေရဲရတဲ့တာရေးကိစ္စမရှိဘူးတာနားလေတဲ့ဘာသာစကားကိုဦးလေးတို့ပြောတတ်တယ်။ကဲရော့ရော့ရော့ဒီမှာတောက်လိုက်အောင် စစ်သားကတော့ဒီမိန်းကလေးကိုတွေးလိုက်တာနဲ့တတော်လေးသဘောကျသွားခဲ့ပါရဲ့စစ်သားအဲ့ရကထဖို့ကြိုးစားခဲ့ပေမဲ့သူတတော်လေးကိုနာကျင်နေခဲ့ပါရဲ့ခနာကိုတစ်ခုလုံးကလည်းလှုပ်လို့မရပါဘူးအမလေးကျွန်တော်ရဲ့ခြေထောက်ခြေထောက်ကအတော်လေးကိုနားတယ်မထနဲ့လေမထပါနဲ့ရှင်ရဲ့ခြေထောက်မှာတတော်လေးကိုထိခိုက်ထန်ရအပြင်းထန်ရထားတာလမ်းလျှောက်လို့ပဲဖြစ်မလဲအေးဟုတ်တယ်တာရဲ့အေးဟုတ်တယ်အခုဒံယာကလည်းအပြင်းထန်ရထားတာဆိုတော့ခနာလေးတီးခန့်ပြီးတော့ဒီမှာနေလိုက်အောင်နေပြန်ကောင်းတတ်တာကျမ်းမာသွားတဲ့အခါကျတော့မှဒီကနေထွက်သွားပါကော ။ဒီနေရာမှာမင်းကိုအနောက်ရှက်ပေးမယ်တို့ဘယ်သူမှလည်းမရှိဘူး။အေးအေးစစ်စစ်အနားရှူလို့ရတယ်ဟုတ်ပြီလား။စစ်သားကလည်းအဲ့ဒီအိမ်မှာငါးရက်လောက်နေထိုင်ခဲ့ပါရဲ့။ငါရလုံးမလီစာကသူ့ကိုတတော်လေးကြိုးတဆိုင်ရှိပေးခဲ့ပါရဲ့စစ်သားကလည်းတခြားသူရဲ့အိမ်မှာအကြာကြီးနေတာမကောင်းဘူးလို့တွေးမိတဲ့အကြောအင်းကနေထွက်ခွာသွားဖို့စဉ်းစားခဲ့ပါရဲ့လီစာရဲ့မင်းကတကယ်အချိန်အကြာကြီးအကူအညီပေးခဲ့တဲ့အတွက်ငါဘယ်တော့မှမေးမှမဟုတ်တော့ဘူးသီလား။ဘာလဲရှင်ကကျမကလည်းရှင်ကိုမေးသွားလိမ့်မယ်လို့ထင်နေရလား မင်းကိုဒီမှာထားပြီးတော့သွားအောင်ငါတတော်လေးကိုနာကျင်ရတယ်လေကြောင့်ဒါဆိုလို့ရှင်လည်းမသွားနဲ့ပေါ့ရှင်ရှင်လည်းဒီမှာပဲနေလိုက်လေကျမတို့ဒီမှာအတူတူနေလို့ရတယ်ဒါကတော့လုံးဝကိုမဖြစ်နိုင်တဲ့ကိစ္စတခုပါသူကအလုပ်ကိစ္စတခုရှိလို့သာနေပေါ်နိုင်ငံကိုရောက်ရှိလာခဲ့ပြီးအလုပ်ကိစ္စပြီးသွားတဲ့အခါတော့ပြန်သွားရမှာပါသူပြန်သွားနေခဲ့တဲ့အချိန်မှာလှည့်ကြည့်လိုက်တော့လီစာကိုရိုင်းကလည်းသူ့အတွက်မျက်ရည်ကျနေအောင်ကိုတွေးခဲ့ပါတယ်ဒါကြောင့်စတားကလည်းလီစာရဲ့ဖခင်ဖြစ်သူကိုပြောခဲ့ပါတယ် ဦးလေးရေကျွန်တော်စကားတခုလောက်ပြောချင်တယ်ပြောလို့ရမလားအေးပြောလေသားလေးရေဘာပြောမလို့လဲပြောပါကျွန်တော်ဒီ9ရက်အတွင်းမှာဦးလေးတို့နှစ်ယောက်စီကနေချက်ချင်းမြတ်တာတွေအများကြီးကိုရရှိခဲ့တယ်ကျွန်တော်နေပြန်ကောင်းတော့အောင်အထိလဲအကူအညီပေးခဲ့ကြတယ်ဒီအချိန်အခါအဖြစ်အပျက်တွေကတော့ကျွန်တော်ရဲ့ဘဝမှာဘယ်တော့မှမေးပြောင်းနိုင်မှာမဟုတ်တော့ဘူးဒါပေမဲ့ကျွန်တော်လှည့်စားပြီးတော့ပြောနေရဲဆိုပြီးတော့မထင်မှတ်လိုက်ပါနဲ့နော်ဒါနဲ့ဘာကိုပြောချင်တာလဲတိတ်ပြီးတော့နားမလဲဦးတေချာပြောလေ ကျွန်တော်ဦးလေးရဲ့သမီးလီစာကိုချစ်တယ်သူနဲ့လက်ထပ်ပြီးတော့ကျွန်တော်ဘဝလက်တွဲဖို့အဖြစ်သူ့ကိုဖြစ်စေချင်ပါတယ်ဒီလောက်ထိကောင်းမွန်လွန်တဲ့မိန်းမတယောက်ကိုကျွန်တော်ရဲ့ဘဝမှာဘယ်တော့မှထပ်ပြီးတွေ့ရလိမ့်မယ်လို့မထင်ဘူးရပါတယ်ဒါလေးရဲ့ဦးလေးအနေနဲ့ဘာမှပြောစရာမရှိဘူးအဆင်ပြေတယ်ဒီငါရဲ့အတွင်မှာမင်းဘလောက်တောင်မှကောင်းမွန်တဲ့ကောင်းလေးတယောက်လဲဆိုတာကိုတော့ငါလည်းသိသွားခဲ့ပြီလေစစ်သားနဲ့လီစာတို့နှစ်ယောက်လုံးကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်ဒီနောက်မှာနှစ်ယောက်သားကနီပေါ်နိုင်ငံမှာပဲလက်ထပ်ခဲ့ကြပါတယ် စစ်သားကအလောက်ကိတ်ဆော့ရီပြီးစီးသွားခဲ့တဲ့အခါမှာသူရဲ့မိန်းမအသေးဆက်ဆက်လေးလီစာကိုခေါ်ပြီးသူ့နိုင်ငံကိုပြန်လာခဲ့လိုက်ပါတယ်။ရှောက်တာနဲ့စစ်သားကသူရဲ့အမေကိုအကြောင်းကြားလိုက်ပါတယ်။အခုဆိုရင်တော့သူကနီပေါ်နိုင်ငံသူလေးကိုချွေမအနေနဲ့ခေါ်ဆောင်လာခဲ့ပါပြီ။ချွေမလေးအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာရောက်ခမဖြစ်သူကဒေါသတွေအလိမ့်လိုက်ထွက်နေခဲ့ရပါ့။အိုဖျားတခင်ကျောက်ခပဲနင်ဂျာရီကိုလောက်ဖို့အတွက်အဲ့ဒီကိုသွားခဲ့ရလားဒီမှာမိန်းကလေးတွေနဲနေလို့လား အမေအမေတည့်ရလားတူတော်မရှိဘူးဆိုလို့ရှင်တော့ကျွန်တော်အသက်ရှင်နေနိုင်မယ်လို့တော့မထင်ဘူးသူနဲ့သူ့ရဲ့အဖေနှစ်ယောက်စလုံးကကျွန်တော်ရဲ့အသက်ကိုကယ်တင်ပေးခဲ့ကြတာအမေရဲ့ကားသမားကတော့ကျွန်တော်ကိုတိုက်ပြီးရနဲ့နေရာကနေချက်ချင်းထွက်ပြေးသွားခဲ့တာဒီနောက်မှာနောက်ထပ်တစ်ယောက်ကလည်းပြောလိုက်ပါတယ်အမေရဲ့ဒီကျေးဇူးတရားတွေကိုဆောက်ဖို့အတွက်အမေရဲ့အလဲဖြစ်လိုက်မယ်အဲ့ဒါကြောင့်ကျေးဇူးတွေကိုအပြီးဆက်လိုက်အောင် အော်မကြီးရဲ့ဘာဖြစ်လို့အခုလိုပြောနေရတာလဲလီစာကလည်းစိတ်ပြဝမ်းနည်းစွာနဲ့ပြောလိုက်ပါတယ် ကျမကိုတို့ကသဘောမကျကြဘူးလားရှင်။ရဲအနေငယ်လောင်းမင်းနဲ့အကြုံနေလိုက်မယ်ဆိုရင်တော့အားလုံးမင်းကိုသဘောကျသွားလိမ့်မယ်လို့ကိုယုံကြည်တယ်။ဒါနဲ့မင်းတခုတတိထားရမှာကသူတို့အကုန်လုံးကိုနီပေါ်စကားနဲ့မပြောဘဲနဲ့ငါတို့နားလေတဲ့စကားနဲ့ပဲပြောနော်။ခီးအဝေးကြီးကလာခဲ့ရတဲ့အတွက်ချွေးမအစ်စ်လေးပြန်မှန်းပြီးအိတ်ပြောသွားခဲ့ပါရဲ့။မနက်ရောက်တော့သူမအစောကြီးမထနိုင်ခဲ့ပါဘူး။ရီမောင်းကလည်းနိုင်ကိုတော့ကြည့်ခဲ့ပါရည်မနက်9:00ထိုးတဲ့အထိစစ်သားပြေအခန်းတကောက်ဖွင့်လာတဲ့အခါမှာသူမဝမ်းသာသွားပါရည် အခုဆိုရင်တော့ပြဿနာရှာဖို့အတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုပဲလေသူရခမဖြစ်သူကိုသူကိုယ်တိုင်ပဲသူ့လက်ညီမဖြစ်သူရမကောင်းကြောင်းတွေတော့ပြောလို့ရပါပြီအမေရေအမေရဲ့ချိန်မလေးကိုကြည့်ပါဦးမနေ့9နာရီထိုးနေပြီအခုချိန်ထိအခန်းထဲကနေထွက်မလာခဲ့သေးဘူးခဏနေပါဦးဒီမိန်ကလေးကတခြားနိုင်ငံကားဆိုတော့ငါသားလေးကိုစေးရီဘာရီများလှုပ်ပြီးတော့ဆွဲဆောင်လိုက်ကြလားမသိပါဘူးအဲ့ဒါကြောင့်လဲသူကနေပေါ်သူ့လေးနဲ့လက်ထပ်လိုက်တာပေါ့အားလုံးသိကြတယ်လက်ထပ်ပြီးနောက်နေဆိုရင်တော့သတို့သမီးမနေ့အစောအကြီးထပြီးပထမဦးစုံမီဖို့ကံနဲ့ဝင်ရမယ် ဒီမှာကြည့်ပါဦးငါအိမ်ကမင်းသမီးကတော့ဘယ်ချိန်ထိအိတ်နေလဲဆိုတော့ကဲဒုက္ခပါပဲဒီနီပေါ်သူမကိုတော့လေပထမဦးဆောင်မိဖို့ခံနေဝင်ရမယ်နေ့မှာပဲငါကောင်းကောင်းအကြောင်းပြအောင်မယ်သူကတော့ငါ့ကိုအရှက်ခွဲနေတာဒီအချိန်မှာစကားတွေအလုံးကိုစစ်သားကြားသွားခဲ့ပါတယ်သူကလည်းလာပြီးတော့ပြောပြခဲ့ပါတယ်အမေနီပေါ်နိုင်ငံဆိုတော့ကကျွန်တော်တို့အိမ်နဲ့နောက်ချင်းကြက်ရမဟုတ်ဘူးလေအမေရဲ့ကျွန်တော်တို့ဒီကိုလာဖို့အတွက်၃ရက်လောက်အချိန်ယူခဲ့ရတာ သူအတော်လေးကိုပင်ပန်းနေရမေးအဲ့ဒါကြောင့်သူမထလာနိုင်ကြဗောမိဖို့ကံနေဝင်ရတဲ့ရိုးရထုံတန်းအစလာကဒီနေ့မဟုတ်ဘူးဆိုလို့ရှင်လဲနောက်နေ့လုံးလို့ရတာပဲဟုတ်တယ်မလားမတ်လေးရဲ့ကျမအိမ်ကိုရောက်လာကြုံကလည်းအမေရကျမကိုရိုးရထုံတန်းအစလာအတိုင်းလောက်ခိုင်းခဲ့အခုရောင်းမလေးရဲ့အလဲဗောဒီနေ့မလုပ်ဘူးဆိုလို့ရှင်တော့မနှက်ပြန်လုပ်လဲရတာပဲပြောပြီးနောက်မှာတော့ရီမောလည်းအခန်းထဲကိုဝင်သွားခဲ့ပါတယ်ဒီနောက်အမေကလည်းပြောလိုက်ပါတယ် မနက်ဖြန်လေးစပထမဦးဇုံမီဖို့ကန်နဲ့ဝင်ရမှာဖြစ်ပြီးအိမ်နီးနားချင်းတွေနဲ့ဆွေမျိုးတချို့ကိုလည်းခေါ်ပြီးသူချက်ထားတဲ့ဟင်းချက်လိုက်ရာကိုစားခိုက်မယ်။ဘာတခုမှအမားရွှင်ဖြစ်လို့မဖြစ်ဘူး။စတော့ကလည်းတတော်လေးကိုစိတ်ပူပန်သွားခဲ့ပါရဲ့။သူရဲ့မိမဒါရီအားလုံးကိုလုံနိုင်ပါမလားပေါ့။သူကဒီမှာစားတော့ကြတဲ့စားတော့တွေကိုမချက်ပြောက်ကြိုက်ရင်ဘယ်လိုလုပ်မလဲ။သူအခန်းထဲဝင်သွားခဲ့တဲ့အခါမှာလီစာနိုးနေခဲ့ပါပြီ။အဲ့ရသိမ်းနေခဲ့ပါရဲ့။စိတ်ပူနေတဲ့စတော့ကိုတွေ့ခဲ့ရတဲ့အခါမှာသူမေးလိုက်ပါရဲ့။ ရှေ့ဝကြီးကတော့အရန်ကိုစွန့်ရနေတဲ့ပုံစံပဲနော်ဘာဖြစ်တာလဲလီစာရဲ့ငါတို့အိမ်မှာရိုးရထုံတဲ့အစလားတစ်ခုရှိတယ်အဲ့ဒါကတော့ချွေးမအစ်တလေးအိမ်ကိုရောက်လာပြီးဆိုတာနဲ့ထမင်းဟင်းချက်ပြုတ်တဲ့အခါကျရင်ဆွေမျိုးတွေအကုန်လုံးခေါ်ပြီးတော့ကြွေးတယ်ဒီနေ့မင်းအဲ့ရကနေအစောကြီးမနှိုးခဲ့ဘူးဆိုတော့မနှက်ဖြန့်ကြရင်မင်းထမင်းဟင်းချက်ရမယ်နော်လီစာကလည်းပြောနေနေနဲ့ပြောလိုက်ပါရင်ဘာမှစိတ်ပူမနေပါနဲ့တမကတော့ညီပေါ်စကားနဲ့ပြောလိုက်ကြပါဘာပြောတာလဲနားမလည်ဘူးကျမပြောတာကရှင်ဘာမှစိတ်ပူမနေနဲ့လို့ပြောတာ ကျမတို့ဒီဘောနိုင်ငံမှာနေခဲ့တော့ကဆိုလို့ရှင်တော့ပူဇော်ပွဲတစ်ခုလုပ်တဲ့အခါတိုင်းလူအယောက်20 25ယောက်အတွက်ကျမတယောက်ထဲချက်ပြုံးနေကြ။အားလုံးကိုခေါ်လိုက်ရတယ်။ကျမထမင်းကောင်းကောင်းချက်တက်တယ်။နောက်နေ့မှာတော့လီဆာမနဲ့အစောကြီးလေးနိုင်ကလေးကထားပြီးထမင်းဟင်းတွေချက်ပြုတ်ခဲ့ပါရယ်။လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုတော့တယောက်ကြားကိုရိုင်းစေးတဲ့ကသွားဝယ်ပေးခဲ့ပါရယ်။တချို့ထမင်းဟင်းတွေကိုတော့တယောက်ကြားအကုန်ညီနဲ့ချက်ပြုတ်ခဲ့ပြီးတချို့ထမင်းဟင်းတွေကိုတော့ဒီဘောအစောအတော့တွေချက်ပြုတ်လိုက်ပါရယ်။ ။လင်းကြီးမနဲ့ရခမဖြစ်သူမိဖို့ခံနေဝင်လာခဲ့တဲ့အခါမှာသူမအလောက်တဝက်ကြော်လောက်ပြီးစီသွားခဲ့ပါပြီ။အမေရဲ့ဒီဘောနိုင်ကန်တို့ချွေးမလေးကတော့ဘာရီချက်ထားလဲမသိပါဘူးအမေရဲ့အစောကြီးထပြီးလောက်တော့လုံနေရပါပဲ။ဒါရီကဘာရီချက်ထားလဲ။ဒီမှာကျမဟင်းတွေအများကြီးချက်ထားပါရရှင်ကြီးလိုက်ပါအောင်စုံနေရပါပဲ။ကျမမဟုတ်ချိုတွေလည်းလောက်ထားသေးရဲ့နော်။နှုတ်ထမင်းလေးတော်မှအစစ်ချက်ထားသေးတယ်။ဒါရီအားလုံးကိုကြည့်ပြီးသွားတဲ့အခါမှာရီမောကအတန်အကျဲကြီးအော်ယူပြီးပြောလိုက်ပါတယ်။အမေရဲ့ချက်ထားတဲ့ထမင်းဟင်းတွေကရည်ရတယ်။ဘာနာမည်တွေမှန်းကိုကျမကတော့မသိရဘူး။ အစားအသောက်ဆိုလို့ရှိရင်တော့စားလို့ကောင်းမှလည်းမဟုတ်ပါဘူးအခုအချိန်မှရခမဖြစ်တော့ကနှစ်ဖူချိုးနေခဲ့ပါပြီနေရတော့လေငါတို့အရှက်ခွဲမလို့လားစတနာရီထိုးတဲ့အချိန်ထိတမအလုပ်တွေအားလုံးလုပ်လို့ပြီးစီးသွားခဲ့ပါတယ်တမအလီအောင်စာရီလေးကိုဝယ်ပြီးပြင်ဆင်ပြီးထွက်လာခဲ့တဲ့အခါမှာအရန်ကိုလာပါလုံးနေပါတယ်ဒီနောက်ဖိတ်ထားတဲ့သူတွေအကုန်ရောက်ရှိလာခဲ့တဲ့အချိန်မှာတမရဲ့ပထမဦးဆုံးရွေးရထုံးတဲ့ဇလာဖြစ်တဲ့မျက်နှာကြည့်ပွဲလုပ်ခဲ့ပါတယ်ကြည့်ပါဦးဟဲ့နင့်သားလေးကတကယ်လှတဲ့မိန်ကလေးခေါ်လာတာပဲ အေးဟုတ်တယ်မာယာနင့်ချွေးမတကယ်အရန်လာတယ်။ရီမာကတော့အခုလိုမျိုးချီချူစကားတွေကိုကြားခဲ့ရတဲ့အခါမှာဒေါသထွက်နေပါတယ်။အခုအရင်ဆုံးသူချက်ထားတဲ့ထမင်းဟင်းတွေကိုစားကြည့်လိုက်လေကျွန်တော်ကတော့နောက်မှချီချူပေါ့။ရီမာကအပြည့်ရှာဖို့အတွက်ပဲစောင့်နေခဲ့ပါတယ်။ထမင်းစားတော့ပြီးသွားတဲ့အခါမှာအားလုံးဘာပြောကြမလဲပေါ့။ဒါပေမဲ့ထမင်းစားပြီးသွားတဲ့အခါမှာအားလုံးကလီစာကိုထပ်ပြီးချီချူခဲ့ကြပြန်ပါတယ်။ထမင်းဟင်းတွေအကုန်လုံးကချွေးမလေးကိုတိုင်းချက်ထားတာရောဟုတ်ရဲ့လား။နင်တို့အပြင်ကနေမှားထားတာမဟုတ်ဘူးလား။ ကဲထွေးမဆိုတာကဒီလိုဖြစ်နေရမယ်မယားရေထွေးမလေးချက်ထားတဲ့ဟင်းထမင်းတွေအရန်အစားကောင်းလို့နေ့ရိုင်းတုတ်ချက်တဲ့ဟင်းထမင်းကိုပဲငါစားကျင်တော့ရေဒီနေ့တော့ငါတို့လည်းနီပေါ်အစားအစာတွေကိုမြေဆန့်ကြည့်ပြီးသွားပြီးတကယ်စားကောင်းပြီးအရသာရှိရပဲရီမောကလည်းဒေါ်သားတကြီးနဲ့နေရာကနေထွက်သွားပါရေအားလုံးကလီစာကိုစတောင်းပေးခဲ့ကြပါရေမောက်ဖိုးတွေလည်းပေးပြီးချီကျူးစကားပြောဆိုခဲ့ကြပါရေအားလုံးပြန်သွားခဲ့တဲ့နောက်မှာတော့ရခမဖြစ်သူကလည်းထွေးမလေးကိုဖတ်ထားလိုက်ပါရေဒီနောက်မှာတော့သူ့ချွေမလေးကိုသူကိုယ်တိုင်ပဲပြောခဲ့ပါရေ ချွေးမလေးရေငါ့ကိုခွင့်လွှတ်ပါငါတကယ်မားသွားခဲ့တယ်။ချွေးမအကြီးပြောတဲ့စကားတွေကိုငါနားယောင်မိသွားခဲ့တယ်။ဒီနေ့နင်ကငါ့ရဲ့ကောင်တိတ်ခါကိုကဲတင်ပေးခဲ့တာပဲ။ကောင်တိတ်ကထပ်ပေါ်ပြီးအရေးကြီးတာဘာတစ်ခုမှမရှိဘူး။ကြည့်ပါဦးငါ့ရဲ့ဒီဘောနိုင်ခံသူချွေးမလေးရဲ့ပထမဦးဆုံးမိဖို့ကြောင့်ဝင်တဲ့ရိုးရထုံတန်းအစလာကတော့အောင်မြင်စွာပြီးစီးသွားခဲ့ပြီ။အားလုံးကလည်းအမြဲတမ်းအတွက်အမှတ်ရနေကြတော့မှသိလား။ဒီလိုနဲ့ဒီပေါ်နိုင်ကံတို့ချွေးမလေးကလည်းသူမပထမအိုးဆောင်ထမဲဟင်းချက်ချွေးပြီးအားလုံးရဲ့အသေးနှလုံးကိုအနိုင်ရရှိသွားခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်